ပြည်သူတွေမျှော်လင့်စောင့်စားနေတဲ့သတင်းကောင်းလေးပေါ့ဒီအခုလှိုင်းသားရနော်လှိုင်းသားရဒီဟိုပါဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့၅ရက်ကွက်ပေါ့နော်၅ရက်ကွက်ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတယ်တွတ်တာသူအထန်နဲ့စတော ပိုင်ရှင်ပိုင်ရှင်ဟိုအမဒေါ်ဝါဝိုင်းလဲဒေါ်ဝါဝါလှိုင်းမော်နော်သူ့ကိုတက်ဆိုင်ရကနေပြီးတော့ဖန်းစီရေယူစစင်းနေပါပြီဖန်းစီလိုက်ပါပြီနော်ဖန်းတဲ့ခါမှာကျမဆက်ပြီးစုံစမ်းပါပါဘယ်စခန်းမှာဖန်းတာလဲဘယ်ပုံမှန်နဲ့ရေယူတာလဲဘယ်တရားရုံးမှာရုံးထုတ်မလဲရနေပြီးတော့မှနောက်ဆုံးဖိုင်နယ်ဘယ်လောက်အမိန်ချလဲဆိုတဲ့ချီကိုကျမဒီဇိုင်းမမစုံစမ်းသွားမှာပါဆိုင်ရှင်ကိုဖမ်းပေးပါဖမ်းပေးပါအေးအေးယူပေးပါဆိုနေတဲ့သူတွေပေါ့နော်အခါလဲပြန်လဲရှင်းပြပေးသွားမှာဖြစ်ပါတယ် အခုလက်ရှိမြန်မာပြည်မှာတက်ဆိုင်သူတွေကဟာလာကျိုးလွန်နေတဲ့သူတွေအားလုံးအားလုံးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးလို့သိရပါတယ်အမေမင်္ဂလာပါဗျဒီနေ့မှကျွန်တော်မိတ်ဆွေမြောက်ဘီဂျင်းရဲ့အကြောင်းအရာလေးရတော့လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ကျွန်တော်တို့ကလိုင်တရာဒါပစ္စည်းတော်ကိုတဲ့မီးပွားနှစ်ယောက်ကိုကျွန်တော်တို့တွေ့တာသူဆိုင်ပိုင်ရှင်အားဆိုရင်ကျွန်တော်လူမဆန်စွာလှုပ်တဲ့လှုပ်ရက်နဲ့ပတ်သက်ပြီးတော့အခုဆိုရင်ကျွန်တော်သက်ဆိုင်ရာဖန်စီရေးယူလိုက်ပြီဆိုတဲ့တင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုအပြည့်စုံလေးကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါဦးနော် ဆိုင်ရှင်ကိုဖမ်းပေးပါဖမ်းပေးပါအရေးယူပေးပါဆိုနေတဲ့သူတွေပေါ့နော်အခါလဲပြန်လဲရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုလက်ရှိမြန်မာပြည်မှာတက်ဆိုင်သူတွေကဟာလာကျိုးလိုနေတဲ့သူတွေအားလုံးအားလုံးကိုဖမ်းဆီးခေါ်ဆောင်သွားပြီလို့သိရပါတယ်နော်ဆိုင်ရှင်အပါဝန်သူရလောက်သားတွေကျိုးလိုနေတဲ့သူတွေအားလုံးကိုဖမ်းဆီးခေါ်ဆောင်လိုက်ပြီလို့သိရပါတယ်ဒါကြောင့်မလို့ အခုဒီဗီဒီယိုလေးကိုကြည့်ချင်းအားဖြင့်စိတ်မပျော်မရွှင် ဖြစ်ခဲ့ရတဲ့လူတွေစားမုံဟာလားမျက်ရည်မျက်ခွက်နဲ့တနာမိပြီးတော့ဟာလားစိတ်မကောင်းဖြစ်နေတဲ့သူတွေအခုတော့စိတ်ချမ်းသာသာနဲ့နေလိုက်တော့လို့ပြောချင်ပါတယ်။နော်တက်ဆိုင်သူတွေကအားလုံးကိုဖမ်းဆီးခေါ်ဆောင်ပြီးသွားပြီဖြစ်တာဖြစ်ပါတယ်။ဒါကြောင့်မလို့မြန်မာပြည်မှာဒါကိုသင်ခန်းစာယူပြီးတော့တခိုးကိုမိတိုင်းလဲလိုရလိုတာထက်ကိုမကျိုးလို့မိဖို့ရအတွက်ပြောချင်ပါတယ်။နောက်တစ်ခုကตามีမဟုတ်ပါဘူးတဲ့။နော်အဲ့ဒီကလေးမှာမိခင်ရှိလားမရှိလားတော့မသိခဲ့ရပေမဲ့အဖွားလို့ပြောပါတယ်။ နော်သူ့ကိုစေကံပြဖို့ရန်အတွက်ငွေပမာဏကလုံလောက်မှုမရှိတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့နော်ဒီလိုမျိုးလောက်ရချင်းဖြစ်တယ်ဒါလည်းပဲအတူယူเสียဖြစ်ပါတယ်နော်အချားအချားတော့သူတွေကလည်းတခိုးကိုမိတယ်ဆိုရင်အခုလိုမျိုးနင်းပါနေဆက်မှုမပြုတ်လောက်ကြရန်အတွက်တကယ်လို့မိရင်တော့ yes ခံဖုန်းဆက်ပြီးတော့ဟာလာတရားဥပဒေရဆောင်ရွက်ခိုင်းလိုက်ပါဒါဆိုလို့ကိုလည်းအမှုမပတ်တော့ဘူးပေါ့လေနော်ဒါလေးဟိုတင်ခန်းစာယူပြီးတော့ကြံတဲ့လူတွေလည်းအမှတ်ရစေချင်ပါတယ်အားလုံးကျေးဇူးပါဗျဟုတ်ပါတယ် ကျွန်မလည်းဖမ်းတာကိုပဲလိုချင်ပါတယ်ဘာတစ်ခုဘာမှမလိုချင်ပါဘူးဖမ်းပေးဖို့ပဲလိုချင်ပါတယ်ဖမ်းပေးဖို့လည်းသက်ဆိုင်ရာကိုကျွန်မတောင်းဆိုပါတယ်နောက်ပြီးရင်ဖမ်းတဲ့အခါမှာကျွန်မဆက်ပြီးစုံစမ်းပါပါဘယ်စခန်းမှာဖမ်းတာလဲဘယ်ပုံမှန်နဲ့အရေးယူတာလဲဘယ်တရားရုံးမှာရုံးထုတ်မလဲရနေပြီလို့မှာနောက်ဆုံး file နဲ့ဘယ်လောက်အမိန့်ချလဲဆိုတဲ့အထိကိုကျွန်မဒီဇိုင်းမမစုံစမ်းတော့မှာပါဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသမီးကိုကျွန်မမြင်လဲမြင်ဘူးသိလဲမသိဘူးဒီဆိုင်ရှင်မျိုးသမီးနဲ့လေကျမရင်းရင်းရံစားမရှိဘူးကျမသိတာမသိဘူးเนาะလှိုင်းတရားသူဘယ်နားမှာထွက်လဲဆိုတော့ကျမမသိဘူးဒါပေမဲ့ကျမစုံစမ်းပါပါ ခိုးတယ်မျိုးသမီးကိုလည်းကျွန်မမြင်လဲမြင်ဘူးသိလဲမသိဘူးကျွန်မအခုပြောနေတာဒီခလီလေးအဲ့ခလီလေးရဲ့ရင်ထဲမှာတသက်စာမေ့မရတဲ့ဒဏ်ရာရပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်မကခလီရဲ့နဲ့ပတ်သက်ရင်လုံးဝမှအထီးမခံနိုင်တဲ့အထင်မှာပါတယ်ကျမကငယ်ဘဝမှာလည်းကျမထရမအများကြီးနဲ့ကြီးခဲ့တဲ့ခလေးဘဝကနေကြီးလာတဲ့သူဖြစ်တယ်လို့ကျမအခုလောလောဆယ်မှာလည်းကျမမွေးထုတ်ထားတဲ့သားရည်နဲ့ကျမအတူတူမနေရတဲ့ ခန်းစားချက်ရှိရင်အဲ့တော့ကျွန်မကလေးတွေနဲ့ပတ်သက်ကျွန်မလုံးဝမရပါဘူးအဲ့တော့ကျွန်မဒီဇိုင်းမှမှစုံစမ်းသွားမှာဖြစ်ပါတယ်ကျွန်မရန်ကုန်ဆင်းဖို့လည်းရှိရယ်ဆိုင်းတရားတရားကိုလည်းကျွန်မသွားဖို့ကိစ္စရှိပါတယ်အဲ့တော့တကယ်လို့ဒီဆိုင်ကမိကွက်စီမှာဆိုလို့ရှိရင်တော့မိကွက်စီအပိုင်ဒီငါးထိပ်စကမ်းဖြစ်ပုံများပါတယ် တကယ်လို့ဒီဒီဆိုင်ဒီဆိုင်ကလိုက်တာနောက်ပိုင်းဆိုလို့ရှိရင်တော့အာတောင်ကြီးရေစကန်လို့တောင်ကြီးမြို့မှာရေစကန်လို့ဖြစ်ပေါ်များပါတယ်အဲ့တော့ဘယ်စကန်မှာပဲဖြစ်ကျွန်မစုံစမ်းဖို့ကျွန်တော်တို့ရှေ့နေတော့တာစုံစမ်းဖို့လွယ်ပါတယ်အဲ့တော့ကျွန်မစုံစမ်းပါပါဘယ်တရားအောင်မှာယုံထုတ်တာအနေနဲ့ဘယ်ပုံမှန်တက်ပြီးဘယ်တရားအောင်မှာယုံထုတ်တာအနေနဲ့စပြီးတော့နောက်ဆုံးဖိုင်နေ decision မှာဘယ်နှစ်နှစ်ချရတယ်ဆိုတဲ့အထိကိုကျွန်မဒီဇိုင်းမှတ်မှတ်စုံစမ်းသွားမှာပါဘာဖြစ်လို့လဲဆိုတော့လှိုင်းတရားဆိုတဲ့နေရာကလေ လူဒန်းစားပေါင်းစုံနေတာတထေးတကြွေကနေဆိုင်ဟိုလက်လုံလက်စားတခိုးကြဘိုးတွေအထိအကုန်နေရဲ့နေရာကြီးတစ်ခုဖြစ်တယ်အဲ့တော့တယောက်လုံလိုက်လို့ပြင်းပြင်းထန်ထန်နမူနာအနေနဲ့မဆုံးမရင်နမူနာအနေနဲ့ပြည့်တယ်မသိနောက်ထပ်နောက်ထပ်လုံလာမယ်ဟာလေအများကြီးရှိသလိုနှိုင်းตายရမှာလေသိရတိုင်းပါပဲเนาะကျွန်မအများကြီးဒေါသထွက်နေတဲ့အတွက်ပြောနေရင်ကျွန်မစကားကြီးကြုံကုန်ပါဆိုလို့အဲ့တော့ ကနအူမူလပထမလူကိုလောက်ပြဖို့လိုပါတယ်ဒါကြောင့်လို့ကျွန်မဆက်ဆက်စောင့်ကြည့်ပါမယ်ဘသူအနေနဲ့စောင့်ကြည့်မှာလဲနင်ကဘာကောင်မှလဲလို့မမေးနဲ့ကျွန်မဘာကောင်မှမမဟုတ်ဘူးကျွန်မဒီရိုးရိုးရှိနေတားတယ်မိခင်တယောက်ဖြစ်တယ်ပြည်သူတယောက်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်မဒီအမှုကိုသေးသေးချာချာဆက်ဆက်စောင့်ကြည့်သွားမှာဖြစ်ပါတယ် ။အချစ်တော်မျိုးတို့ရေကျမတို့မမိုးခန့်ဖြစ်ပါတယ်။ဒီနေ့2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မင်္ဂလာညချမ်းလေးပါရှင်မင်္ဂလာညချမ်းလေးပါ။ကျမတို့မိဘပြည်သူတွေမျှော်လင့်ဆောင်သားနေတဲ့သတင်းကောင်းလေးကိုကျမပေးတင်လို့ပါ။ကျမအခုပဲအိမ်ပြန်ရောက်ပါတယ်နော်။ကျမတို့မိဘပြည်သူတွေမျှော်လင့်ဆောင်သားနေတဲ့သတင်းကောင်းလေးပေါ့။ဒီအခုလှိုင်းသားရနော်လိုင်းသားရဒီဟိုပါဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ငါးရက်ွက်ပေါ့နော်ငါးရက်ွက်ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတယ်ပရတာသူအထယ်နဲ့စတော့ ပိုင်ရှင်ပိုင်ရှင်ဟိုအမဒေါ်ဝါဝိုင်းလဲဒေါ်ဝါဝါလှိုင်းမော့နော်သူ့ကိုသက်ဆိုင်ရာကနေပြီးတော့ဖန်းစီရေယူစစင်းနေပါပြီဖန်းစီလိုက်ပါပြီနော်နယ်မြေခံကနေပြီးတော့ကျမစီကိုကျမဒီသက်ဆိုင်ရာနယ်မြေခံစာရဖားတွေအခွဲနဲ့ဆက်သွယ်ရပါပြီနော်သူတို့ကိုဖန်းစီရေယူစစင်းနေပါပြီနော်သက်ဆိုင်ရာနေပြီးတော့ဥပဒေနဲ့အညီရေယူသွားပါလိမ့်မယ်နော်အဲတခုကတော့ဟွာပေါ့ စိတ်မကောင်းစရာပေါ့တရက်လိုကနေပြီးတော့တရက်ခံဖြစ်သွားရတာเนาะကိုယ့်ရဲ့မိမိရဲ့ပျက်စီးကိုခိုးလဲခိုးသေးတယ်ခိုးလဲခံရသေးတယ်တရက်ခံဘဝကိုရောက်သွားတာအဲ့ဒါပေါ့အဲ့ဒါဥပဒေအကြောင်းနားမလဲလို့ခံလိုက်ကြတာเนาะဥပဒေအကြောင်းနားမလဲလို့ဒီပျက်စီးတွေနဲ့အတူမိထားတဲ့ဒီပျက်စီးတွေခွေးယူထားတဲ့အမျိုးသမီးကိုမိထားလို့ရှိရင်ဥပဒေမဲလောက်ရက်တွေမလောက်ပါဘူးမင်းမဲစရိုက်ဆန်နဲ့လောက်ရက်တွေမလောက်ပါဘူးဒါကကျမတို့အတိုင်းကြီးကမင်းမဲစရိုက်တိုင်းကြီးမဟုတ်ဘူးဥပဒေမဲ့နေတိုင်းနဲ့တိုင်းကြီးမဟုတ်ဘူးဟုတ်လား နော်ဥပဒေနဲ့အညီနေထိုင်တဲ့အတိုင်းကြီးကျမတို့ဖောက်ရင်းလက်ထက်မှာနော်ဥပဒေအထက်မှာမြည်သူများမရှိစေရဆိုတဲ့စောင့်ဘုတ်အတိုင်းကျမတို့လိုက်ပါဆောင်ရွက်နေပါတယ်နော်ကိုကြီးဆောင်ရွက်ပေးနေတာပါဒီပေါ်မှာသူကျွလွန်လိုက်တဲ့အပြစ်တွေကဘာမှအပြစ်မရှိတဲ့ဥပမာအရေးကြီးဆုံးကတော့ခလေးပေါ့နော်အရွယ်မရောက်သေးတဲ့ခလေးဒီအမျိုးသမီးအခုသူတို့ဒီဒီပျက်စီးကိုဒီတွေ့တာသူအထယ်ဆိုင်မှာခိုးယူတဲ့ ပိုက်ဟိုခုံးယူတဲ့ဟိုဟာပေါ့နော်အမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်သူရဲ့အသက်ကအသက်60ဝန်းကျင်လို့သိရပါတယ်နော်ကျမသူ့ရဲ့လိပ်စာကိုအတိအကျသိရပါပြီရွှေပြည်သာဘက်မှာနေတာအဆောင်ကားနေတာလို့သိရပါပြီကျမမနေ့ကဒီဒေါ်ရခိုင်မနဲ့တွားရောက်ပြီးတော့တွေ့ဆုံပါမယ်နော် ကျမတို့ကဒီဥပဒေနဲ့မဲ့လောက်ရတဲ့ဒီလောက်ရလောက်ရကိုကျူးလွန်လိုက်တဲ့ဒေါ်ရခိုင်မနော်ဒီခိုးယူတဲ့လူကိုကျမတို့အားပေးအမြောက်လောက်တာမဟုတ်ဘူးနားလည်အောင်နော်မိဘပြည်သူတွေနားလည်ဖို့တချို့သောမိဘပြည်သူတွေကတကိုးကိုအားပေးတယ်ဆိုတဲ့ဟာမျိုးပေါ့ကျမတို့ကဥပဒေမဲ့လောက်ရကိုမလောက်ပါဘူးရှင်ဒီတကိုးကိုအားပေးအမြောက်လောက်တာမဟုတ်ပါဘူးသူကနော် ဥပဒေမဲ့ဒီခိုးမှုကိုကျူးလွန်ခဲ့တဲ့သူကိုဒီဆိုင်ပိုင်ရှင်အမားကဒီဒေါ်ဝါဝါငိုင်းကဥပဒေနဲ့အညီသူကလှုပ်ဆောင်လို့လို့ရှင်ယခုလို့သူ့မှာဟိုပြစ်မှုကျူးလွန်မှာရဲဟိုတရားခံအဖြစ်ကိုရောက်ရမှာမဟုတ်ဘူးเนาะဖမ်းဆီးခံရမှာမဟုတ်ဘူးနောက်ဆုံးသူကရဲစခန်းမှာအမှုမဖွင့်ခြင်းဘာဒါအမှုတစ်ခုဖြစ်တယ်ဆိုရင်သွားလာရစရိတ်တွေကုန်ကြစရိတ်တွေအများကြီးဟုတ်လားအချိန်တွေပေးရတယ်လားတွေအများကြီးနဲ့အမှုတစ်ခုဖြစ်တယ်ဆိုရင်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်နောက်ဆုံးဒီခိုးခိုးမိတဲ့เนาะဒီတပစ္စည်းခိုးတဲ့အမအကိုနောက်ဆုံးရက်ကျေးရက်ကျေးအုပ်ချုပ်ရေးမှုဥက္ကဋ္ဌတွေစီကိုအပ်လိုက် เนาะအဲ့ဒီမှာအပ်ပြီးတော့ခံဝင်တဲ့လက်မှတ်ရေထိုးခိုင်းလိုက်ဒီလိုမျိုးသွားရမှာလေဥပဒေနဲ့ညီသွားရမှာတာယာကတခုဖမ်းတယ်ဆိုပြီးတော့မတရားအညင်းပန်းနှိပ်စက်တဲ့မိမရဲ့ဗီဒီယိုရိုက်ပေးတဲ့သူရဲ့အချိုးတုပ်ပေးတဲ့သူနှစ်ယောက်ရဲ့ဘောနော်အခုသက်ဆိုင်ရာကဖမ်းဆီးသွားပြီဆိုတဲ့တရင်ကိုလည်းကြားတယ်အမခိုင်နေဝေးရလည်းကလေးတငယ်ပိုင်းဆိုင်ရာဥပဒေနဲ့သူ့ကိုတရားစွဲမယ်ဆိုတော့မြင်တော့ကျမအယံဝမ်းသာပြီးပျော်တာသိလားတကယ်တော်တော်လေးကျေနပ်တယ် နော်ဒါကလေမတရားယုံမာတဲ့စိတ်နဲ့ကျမတို့ကပျော်တာဝမ်းသာတာမဟုတ်ဘူးသီလား तू तू တပားကိုမတရားနိုင်တဲ့စီးနှင်းနဲ့ပေါ့နော်ယုံမာတာကိုပြန်ပြီးတော့ခံစားစေချင်တာခံစားစေချင်တာဒီဗီဒီယိုတွေကိုလည်းလေ तू ရဲ့ तू နဲ့ပတ်သက်နေတဲ့မိသားစုအတိုင်းဝိုင်းတွေကဒီဗီဒီယိုတွေကိုတွေ့မှာပဲပြီးတော့လေသူတို့ကလည်းအစဉ်ပြေတဲ့မိသားစုအတိုင်းဝိုင်းဖြစ်တဲ့အတွက်ဒီလိုအမှုခင်းတွေကိုလည်းသူတို့ကနောက်ကနေပြီးတော့အာငွေနဲ့လည်းလိုက်ပြီးတော့ဖြည့်ရှင်းနိုင်တာပဲဒါပေမဲ့လေကျမပြောကျမဖြစ်စေချင်တာလေသူ့ကိုလေထိထိရောက်ရောက်ကြီးကျမတို့ ့ကတော့အေးယူပေးစေချင်တာပေါ့နော်ပြီးတော့လေဒီဒီခလေးကိုခလေးနဲ့ပတ်သက်ပြီးတော့သူလှုပ်ရက်တွေပေါ့နော်သူကလေဘလို့စိတ်တက်ရှိလဲတော့မသိဘူးကျွန်မမြင်ရတဲ့လူအတွက်မှာတော့ကျွန်မတော်တော်အဆင်မပြေဘူးကျွန်မကိုယ်တိုင်ကလည်းခလေးမွေးထားတဲ့ခလေးမအေးတယောက်ဖြစ်တဲ့အတွက်ကျွန်မမခံစားနိုင်ဘူးခလေးကလေသူ့မိကိုရိုက်တဲ့အချိန်မှာသူ့ကိုမော့ကြည့်နေတဲ့ မျက်လုံးတွေပေါ့နော်အဲ့မျက်လုံးကိုကျမတော်တော်ကြီးကိုခံစားရတယ်ပြီးတော့လဲမအေးတယောက်ရဲ့ရင်ထဲမှာသူ့ကလေးကိုစွဲတဲ့အချိန်မှာလေညီမလေးရဲ့ကလေးကိုမစွဲပါနဲ့ဆိုတဲ့စကားလုံးတွေပြီးတော့ကလေးကိုမလုပ်ပါနဲ့ကျမကိုလည်းမလုပ်ပါနဲ့တော့ဆိုတဲ့တောင်းမှန်တဲ့အတန်တွေဘလောက်ဒီဟာတွေကိုပေါ့နော်ဒါဘေးပတ်ဝန်းကျင်ကလူတွေကလည်းဒီဟာကြီးကမတရားကြီးလွန်ကဲနေပြီဆိုတာကိုသူတို့မသိကြဘူးလားပြီးတော့လဲနေဘူးတဲ့ကိုနေထုတ်လှမ်းတယ်သူလောက်ထားတဲ့ပြစ်မှုတဲ့ မကအစမတန်သူကဒီမှာပြန်ခန်းစားနေရတာကိုဘေးပတ်ဝန်းကျင်ကလူတွေကလည်းမြင်နေရမှာပဲအဲ့ချိန်နော်ခလေးကနေပူနေတော့လေသူ့ခလေးလေးကိုအုတ်ထုတ်လေးစောင်းပေးလိုက်တဲ့အချိန်ဆိုလေကျမငိုတာလေကျမအောက်ကိုဆင်းပြီးအလုံးတော်မလုံးနိုင်ဘူးဒီလားသူ့ခလေးနေပူနေတော့ခလေးပါရောပြီးကြိုးတုပ်ရလာတော့ဒီခလေးကဘာအပြစ်တွေလုပ်ထားလို့လဲကျမပြောပြရတာဟုတ်တယ်မလားငါဒီခလေးကဘာအပြစ်လဲသူကခလေးဗန်းပြပြီးတော့ပဲခိုးစားစားဘာပဲလုပ်လုပ်ကွာကျမပြောခလေးမှာဘာအပြစ်မှရှိမနေဘူးလေ ဟမ်ပြီးတော့လေသူ့မှာလဲဘလို့မှဟိုမရှုနိုင်မကန်နိုင်တဲ့ဒုက္ခတွေကျမတို့မမြင်နိုင်တဲ့ဒုက္ခတွေအများကြီးရှိနေနိုင်တာပဲဟုတ်တယ်မလားအဲ့ဒီတော့လေသူ့ရဲ့အမှုနဲ့သူ့အခုကူဆိုရင်သူ့ကိုတရားစွဲမဲ့သူတွေလည်းရှိတယ်ဒါမျိုးတွေသူဖြည့်ရှင်းဖို့ငွေအင်အားရှိလို့အနောက်ကနေငွေနဲ့လိုက်ပြီးတော့ဖုံးဖို့ဖိဖို့လုပ်မယ်ဆိုရင်တော့မှပဲဖုံးဖို့ဖိလို့မရအောင်လို့သူ့ကိုအပြစ်ကိုထိထိရောက်ရောက်ပေးစေချင်တာသိလားအခုလေကျမဒီခလေးမအေးနှစ်ယောက်ရဲ့လိမ့်စာကိုလေကျမစုံစမ်းနေတယ် အာသူများတွေလည်းစုံစမ်းနေကြတော့ဘောစုံစမ်းလို့ရတာနဲ့ကျမလည်းတတ်နိုင်သူကြီးကျမလှူမယ်ကျမတခိုးအားပေးတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးကြီးမတရားရုပ်မှခံရတဲ့ဗီဒီယိုဖိုင်ကိုကျမလည်းဘလို့မှမခံစားနိုင်ဘူးဘောနော်မခံစားနိုင်ဘူးအဲ့တော့အာသူ့ကိုလည်းတချို့တလေရလေအခိုးမှမခံဘူးလားဆိုတော့ကျမတို့တွေလည်းအယောင်းဝယ်လုတ်တည်ရသူတွေဒီလိုပြဿနာမျိုးတွေအများအားကြုံဘူးနေဒါပေမဲ့ဒီလိုမျိုးရုပ်မာတဲ့လုတ်ရမျိုးအထိတော့ကျမတို့လည်းလုံးဝလက်သက်မခံဘူးအဲကျမဒီနှစ်ယောက်ကိုလည်းကျမလှူဖို့အတွက်စီစဉ်နေတယ် โอเคน้องพี่วัยเลียดิหลอกบากระเหมียดาก็โลลูมุกวยสามเณรบอมาเวบันมุมิ้นตัดนี่เดเจอ Twitter ตัวอเทซายไปชินโอบ่เจอดาตะสายอ่ะดาพันซีขอส่งไล่ไปสุดะตะดิงจ้องอ่ะเลยไปဖြစ်ပါတယ်ဒီဖြစ်စဉ်လေးရတယ်တနိုင်ငံလုံးတိုင်းတာလည်းဒါစိတ်ဝင်စားနေတဲ့ဖြစ်စဉ်လေးတစ်ခုဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကဆိုင်ရှင်ရဲ့လုပ်ရဆိုရင်တော်တော်လေးများသွားတဲ့အတွက်ကြောင့်မို့လို့တနိုင်ငံလုံးကလည်းဒီဆိုင်ရှင်ကိုအေးအေးဟုတ်ပဲ ဝိုင်းဝင်းပြီးတော့ပြောဆိုနေကြတယ်ဗောနော်အခုလို့ချိန်မျိုးမှာဆိုရင်တော့ဒါသက်ဆိုင်ရာဖန်စီခေါ်ဆောင်သွားပြီလို့သိရတယ်။အောက်လူတွေအနေနဲ့လည်းဒီဖြစ်စဉ်လေးကိုကြည့်ပြီးတော့ဒါနမူနာယူရမယ်ဗောနော်။အဲတခိုးတွေ bari ဖမ်းမိမယ်ဆိုရင်တော့အဲကျွန်တော်တို့ကဒါလက်လုံချီလုံလက်လုံမဖြစ်ဖို့တော့ရည်ကြည့်တယ်။ကိုယ့်ဘာကိုဖန်စီထိန်ထိန်ထားပြီးတော့ကျိုးတွေ bari တုတ်ထားပြီးဆိုရလောက်ဘူးဗောနော်။ဒီကျွန်တော်တို့တာဝန်ရှိသူလေးတွေမလာမချင်းဒီတခိုးတွေကိုကိုထိလက်ရောက်သွားလောက်တာတွေ bari မလုပ်ပါနဲ့။ကိုထိလက်ရောက်သွားလို့ကိုယ့်လက်ထဲမှာ ီတကူကချီလိုလက်လုံဖြစ်ပြီးွားတော့အသက်ဆုံးရှုံးသွားမယ်ဆိုရင်ကိုကလူတက်မှုမြောက်သွားလိမ့်မယ်နော်ဒါကြောင့်မလို့ဒီအကြောင်းအရာလေးတွေလည်းသိထားဖို့တော့လိုတယ်ဗျနော်အဲသူ့အလွန်အားရင်ပေါ့ကိုအမားဖြစ်တတ်တယ်လေဒီလိုဖြစ်စဉ်တွေလည်းဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဒီတကူတွေပါဖမ်းမိလို့ရင်ချီလိုလက်လုံမလုပ်ပါနဲ့ကျွန်တော်တို့သက်ဆိုင်ရာကိုအပ်ပါဒီလိုမျိုးတွေဆိုရှယ်မီဒီယာတွေပေါ်တက်ပြီးတော့ဒီ attention ချတဲ့ပုံစံမျိုးတွေကျိုက်ပြတဲ့ပုံစံတွေလည်းသိမလုပ်ပါနဲ့ပေါ့နော်အဲတော့သူ့အမားရင်ကို့အမားဖြစ်သွားနိုင်တဲ့အကြောင်းအရာလေးတွေကိုနမူနာယူရမှာပဲပေါ့နော် ဟုတ်ကဲ့ကျေးဇူးအပြင်မြောက်တော်ချင်းတော်လေကျွန်တော်ဒီနေ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ထူးခြားလေးရှိရင်ကျွန်တော်ပြန်လည်းမျှော်ပေးပါမယ်ခင်ဗျဥပဒေလေးဒီမှာဆုံးသက်လိုက်ပါတယ်နော်